ုံးကနေဝါဇုလပြည်နေညနေခင်းကာလမှာစတင်း၍ဟောတော်မူခဲ့ပါတယ်။တနေ့တပါးသောတာပန်ဖြစ်ယဟန်ပြုကြရာဝါဇုလပြည်ရောလေးရနေ့၅ပါးလုံးသောတာပန်ဖြစ်ပြီးယဟန်ပြုကြပြီးဖြစ်ပါတယ်။ဝါဇုလပြည်ရော၅ရနေ့မှာ သောတာပန်ယဟန်၅ပါးစလုံးကိုတပေါင်းတည်းပြု၍အနတ္တလက္ခဏာတုတ်တန်တရားဒေသနာကို ဟောကြားတော်မူခဲ့ရာ၅ပါးစလုံးတပြိုင်နက်တည်း ကိလေသာအာသောကွာလျောကုံခန့်ယဟန္တာဖြစ်တော်မူခဲ့ကြပါတယ်။နှစ်သံပေါင်းများစွာတို့ကာလပါလွန်ကိုပြောက်၍နေခဲ့ရတဲ့အမှန်တရားသစ္စာတရားတို့ကိုထင်ရှားစွာဖော်ထုတ်တော်မူခဲ့ပါပြီ။မရေမတွဲနေသောနှစ်တို့ကာလပါလွန်သဂူရီပါမာခိုင်မြဲစွာအမြင့်တွင်နေသည့်အတ္တဝါဒအမြင့်ကိုယ်လေးဘုရားရှင်ကိုယ်တော်မြတ်ပယ်နှုတ်တော်မူခဲ့ပါပြီ။ ဘုရားဖြစ်ကာမိကတာသို့ဆက်ကြရွှေဘွားဖြန့်ချီသွား၍ငါဘဝေကီဆုံးအညီနှင့်မရပောင်းတန်တပေါင်းမှခါញောင်းကလာနတ်မြမအားဝါဇုလက်ပြစနေနေဝဲကြွေကြွေလျံတက်ဓမ္မဆက်ကို မိမ့်မြတ်ထွေပြဟောဖို့ကြသည်တရားနတ်စီယွန်းလေကိုဒီစာလီပါတရား အနတ္တတရားတို့သည်မြတ်ဗုဒ္ဓ၏တရားဥတရားတူတရားအနှစ်များဖြစ်ကြပါလေဓမ္မစစ်နှင့်အနတ္တဒေသနာနှစ်ခုဟောတော်မူသည်မှာစပြီ45နှစ်တို့ကာလဘာလုံးမယမနာခရီးသွားတရားဒေသနာများဟောကြားတော်မူပြီးသက်တော်80ဝါတော်45ဝါရရှိတော်မူပြီးသောမြတ်ဗုဒ္ဓသည်မဟာသက်ကရတရား48ခု BC 543ခု အစုံလပ်ပြီးနေမှာယနေ့ဥတ္တရပရဒက်စ်ပြည်နယ်ရှေ့ခေတ်အပေါ်မန္လတိုင်းကိုသိန်းတော်ယမြို့ရဲ့အနောက်တောင်ရွံ့ရွံ့ကအင်ချင်းဥယင်ဝဲခန္ဓာပြိနေမှာဝန်ဆောင်တော်မူခဲ့ပါတယ်။တရားသုံးခုကစုံလပ်ပြီးနေကဥရုဝလာတော်အုပ်ညောင်းမင်းရိပ်ဝဲကိလေသာပြိနေမှာဝန်ဆောင်တော်မူခဲ့ပါတယ်။148ခုကစုံလပ်ပြီးနေမှာခန္ဓာပြိနေမှာဆန်ခြင်းဖြစ်ပါတယ်။ မန္လာမင်းတို့၏အင်းကြီးမင်းများကပင်လုံးကျွပွင့်ကမြတ်ဗုဒ္ဓကိုအန္တိမပူဇာပြုနေကြတယ်။ဆက်ကြဝလာတေတသောမှလာကြတဲ့မိမတွေ့နိုင်သောနတ်ဗိမာများကလည်းပိစီမဝန္ဒနာပိစီမပူဇာပြုနေကြပါတယ်။အစုံအစုံပွင့်နေကြတယ်။မန္လာမင်းတို့ရဲ့အင်းကြီးရေကုန်ဝဲစူးဝေးနေကြတဲ့ဗံဃာတော်များမှာခုနှစ်သိန်းကျော်လောက်ရှိမယ်လို့ခန့်မှန်းရတယ်။ စုဝေးရောက်ရှိလာကြတဲ့သံဃာ9သိန်းကျော်တို့ဟာညသံဃုံကျော်မမြတ်စွာဘုရားရှင်ကိုရောမြတ်ကမိမိရဲ့ဘဝတသက်တာ45နှစ်မြတ်ကာလပတ်လုံးဟောကြားတော်မူခဲ့တဲ့သုတ်တံဝိနည်းပိဒမှာပိဋကသုံးပုံတရားအလုံးစုံကိုအကျဉ်းချုပ်ရေတလုံးတည်းဟောတော်မူခဲ့ပါတယ်ဟန္တဒါနိဘိကဝေအမန္တရာမိဝဝယဓမ္မသင်္ခါရအပ္ပမဒေနသံပါရိတာ ဘိကဝေယံတော်မြတ်ဥရှင်သတ္တုဟန္တာဟင်ပင်ပန်းလေးစွာတကားဒါနိဤတန်ယခုအကာနှင့်အငါပြည့်ရှင်ကိုရမြတ်သည့်အမှန်တရားမိနောက်ဆုံးစကားမှာကြားပေအသင်္ခါရသင်္ခါရတရားတို့မှာဝါယဓမ္မပစ္စည်းတတ်သောသဘောရှိကြလေကုန်၏အပမဒိနာပမာရာတရားဖြင့် အတ္တနောကိစ္စဏီမိ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 တို့ရဲ့ကိစ္စတွေကိုတံပါတိထပြည့်စုံစေကြကုန်သောအဝိဇ္ဇတနာကံတို့ကြောင့်ဖြစ်ပေါ်လာသောယုံနာနမတို့ကိုကံစည်ဥဒုအာဟာရတို့ကပြု